ကျွန်းစုမြို့နယ်ပြင်ဝင်းရွာကရေတကွန်နားမှာပြူစောထီကားကိုဧပြီလ30ရက်နေ့ည9နာရီလောက်မှာတော်လန်ရင်တပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေနဲ့တော်လန်ရင်အင်အားစုတွေစီကသိရပါတယ်။ပြူစောထီကိုဦးလိုက်လာတဲ့ကားမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်မောင်းလော်ရွာကပြူစောထီကောင်းဆောင်ဦးထွန်းဝေဒေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ကျွန်းစုမြို့နယ်ဝါရီရွာမှာကိုကုတ်ကိုတနက်နဲ့ပြစ်ပြီးတက်သေးတဲ့စစ်သားအလောင်းလာတဲ့တဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ကျွန်းစုမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ပောက်ကဖတ်တောင်းရှိသူတို့ကပြောပါရယ်။မိုင်းဆွဲခံရတဲ့ကားဟာပြူစောထီးတွေချောဆွဲလာတဲ့ဇေကမိရွာကအယက်သားကားဖြစ်ပြီးကားမောင်းသူအယက်သားမှာတန်ရအနှင်းငယ်ရခဲ့တယ်လို့ကားသမားနဲ့နေဆက်တဲ့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီတပ်ဟာမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ပြင်ဝန်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းဒေသခံတွေစီကသိရပါဗျ။